ပွဲသားအနေနဲ့အကြောက်လောက်ကမှကျင်လည်တဲ့အခါမှာရှောင်းရမယ့်အရာနှစ်မျိုးရှိတယ်တဲ့အဲ့တော့အကြောက်လောက်ကဟိုအကြောက်လောက်ကတည်းကဝင်တဲ့ဝင်ပေါက်က၄ခုရှိတယ်၄ခုရှိရဲ့သူကလည်းသူအားသာချက်အားနည်းချက်တွေရှိတယ်ဘယ်အနေတော့မှစပြီးမှဝင်ပါတော့နည်းနည်းလေးမေ့ကြည့်ပါလေအစင်းလေးမေ့ကြည့်မယ်နံပါတ်1ကိုစိတ်ဝင်စားတဲ့သူရှိတယ်လက်ထောင်အဲနံပါတ်1ကဝင်မှာကလောလောဆယ်3ယောက်ပဲရှိတယ်နံပါတ်2ကဝင်မဲ့သူရှိတယ်နံပါတ်2ကဝင်မဲ့သူတွေ အဲနံပါတ်1ကတော့ပို့ပြီးစိတ်ဝင်စားတယ်လူများတယ်နော်အဲ၃ပုံတပုံလောက်ရှိတယ်နံပါတ်3ကုံငယ်လိုင်းရဝင်မဲ့သူတွေအဲအဲ့လူတွေမှတ်တာဆရာနာမှာနီးကလာတက်လဲနံပါတ်4ရဝင်မဲ့သူရှိတာအဲဟုတ်တယ်နော်အဲ့ကတော့အကောင်းဆုံးတော့ပွဲသားလိုင်းပေါ့လူရည်လေဖို့မှာကျင်တယ်လူရည်လေဖို့လူလေကြဖို့လူလိန်ကြဖို့ကလင်ကြစ်ကြဖို့တော့အမှမှာကျင်ဘူးအဲ့တော့ဒီတိုင်းမှာတော့ဒီပွဲသားအနေနဲ့ကြောက်တော့ကမှကျင်လေတဲ့ခါမှာ ရှောင်းရမယ့်အရာနှစ်မျိုးရှိတယ်တဲ့။ဘာလဲဆိုတော့ကြောက်သမားတွေပေါ့လေရှောင်းရမယ့်အရာနှစ်မျိုးလူမရှုံနဲ့ငွေမရှုံနဲ့တဲ့အဲ့ဒါလေးမှတ်တာနော်။လူမရှုံနဲ့ဘာလဲ။အဲဒါလေးတော့မှတ်တာပါ။အဲလူမရှုံနဲ့ငွေမရှုံနဲ့လူလည်းမရှုံနဲ့ငွေလည်းမရှုံနဲ့တဲ့။15နဲ့အတွင်းမှာကျွန်တော်တို့တွေ့ရတယ်။ဘာလို့လဲဆိုတော့လူရှုပ်တယ်အရေးရှိတယ်။ငွေရှုပ်တာလည်းရှိတယ်။မလောက်ပါနဲ့ကျွန်တော်တို့ဂျိတ်တယ်ဒီအခုချိန်ကြီးမမမရက်တင်နေတာဘာကြောင့်လဲဆိုတော့လူလည်းမရှုပ်ဘူး မွေလည်းမရှုပ်ဘူးဟုတ်တယ်မလားကျွန်တော်တို့အမှတဏ္ဍာတွေနဲ့တဏ္ဍာဥဒဏ္ဍာနဲ့ခင်းတယ်တင့်တယ်ဒီတော့ပဲရှိတယ်အပြင်တခြား personal ကိစ္စနဲ့ရှုပ်တာတွေပါဘာမှမရှိဘူးဒီလိုပဲမွေလည်းမရှုပ်ဘူးငွေရောသူများကနေ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 ညားတယ်ကလိငွေကြက်ကြတယ်လုံးဝမလုပ်ဘူးဒါအားလုံးပုံမှန်လည်းပြောရဲအဲ့တော့လူလည်းမရှုပ်နဲ့ငွေလည်းမရှုပ်နဲ့ရေရှည်ရက်တည်ခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်ဒါလေးလည်းပြောချင်ပါတယ်ဒီနေ့ revision ကြီးကကိုယ့်အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်အကျိုးရှိတယ်ဆိုလက်ခုပ်စံလေးကြားချင်ပါတယ်